โอเคမင်္ဂလာပါ Greece Way Visa and Travel Service မှာတင်လေးကျဆူလိုက်ပါခင်ဗျာကျွန်တော်ကတော့ဒီ Greece Way ရဲ့ Senior Consultant Andrew Webb ဖြစ်ပါလေဒီနေ့ကျွန်တော်တို့အဓိကပြောပြပေးသွားမယ့်အရာကတော့ Visa လျှောက်တဲ့အခါမှာစောင့်သင့်ရှောင်းသင့်တဲ့အရာလေးတွေကိုအဓိကထားပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဓိကခေါင်းစဉ်တစ်ခုကိုကျွန်တော်ပြင်ဆင်ထားပေးပါတယ်ပထမခေါင်းစဉ်ကတော့ Country Return Tie နဲ့ Family Tie ဆိုတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ် ဒုတိယကောင်းစင်တွေကတော့ visa application တစ်ခုကျွန်တော်တို့ strong ဖြစ်အောင်တိချအောင်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ကြမလဲဆိုတော့ကောင်းစင်တွေပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီ country return time နဲ့ဒီ family time တို့တစ်ချက်လောက်ရှင်းပြပေးပါဦး။ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဒီ visa application ကိုဒီ visa officer တွေကနေစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်ဒီခီးစင်ပြီးတဲ့နောက်မှာဒီ applicant အနေနဲ့ဒီခီးသွားတယောက်အနေနဲ့သူ့နိုင်ငံကိုပြန်မလားဆိုတဲ့ပုံမှာအခြေခံပြီးတော့အများကြီးစစ်ဆေးလေးရှိပါတယ်။ ပြီးတော့ကြောင့်ကျွန်တော်ခေါင်းစဉ်ငယ်လေးတုံးခုကျွန်တော်ခဲပြီးပြောပြပေးပါမယ်။ကျွန်တော် family tie ခေါင်းစဉ်ကြီးမှာပါတဲ့အတိုင်းပါပါ။ family tie ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေရဲ့ member တွေကိုကျွန်တော်ပြောရခြင်းပဲဖြစ်ပါတယ်။ဥပမာကျွန်တော်ရဲ့မိသားတွေဖြစ်နိုင်တယ်၊ကိုယ့်ရဲ့ဇနီးတွေဖြစ်နိုင်တယ်၊ကိုယ့်ရဲ့တာသမီးကိုယ့်ပေါ်မှာ depend လုပ်နေတဲ့လူတွေဖြစ်နိုင်ပါတယ်။ကျွန်တော်ဒီအရေးအတွက်ဟာဟို visa လျှောက်တဲ့အခါမှာပေါ့နော်ဒီ return tire balance မဖြစ်ဘဲနဲ့အကုန်လုံးကြီးရှောက်တာမျိုးတို့မြန်မာနိုင်ငံမှာနေခဲ့တဲ့လူအရေအတွက်မရှိတော့တာမျိုးတို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ visa application ဟာ risk များတဲ့ application တစ်ခုဖြစ်သွားပါလိမ့်မယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ job ဒါမှမဟုတ် business ပေါ့နော်ကျွန်တော်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တချို့ဟာကိုပိုင်းစီးပွားရေးလုပ်ကြတယ်တချို့ဟာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေဖြစ်ကြတယ် ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုကဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်လေဝန်ထမ်းဖြစ်ကြောင်း stable အလုပ်ရှိကြောင်းကိုကျွန်တော်တို့အထောက်အထားပြည့်စုံစွာကျွန်တော်သင်ပေးဖို့လိုအပ်တယ်။ဒါမှမဟုတ်လေကိုပိုင်လုပ်ငန်းလုပ်ကင်နေတဲ့လူတွေအတွက်ဆိုရင်လေဒီ business နဲ့ပတ်သက်တဲ့ဆောင်ရွက်စာတမ်းအထောက်အထားပြည့်စုံကိုကျွန်တော်စနစ်တကျသင်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တတိယခေါင်းစဉ်ငယ်လေးကိုတွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော် property and investment ပေါ့နော်။ကျွန်တော်တို့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ အရာတွေရှိမယ်ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ဒီပိုင်ဆိုင်မှုပေါ့နော်အထူးသဖြင့်တော့ပိုင်ဆိုင်မှုတွေမှာကားအိမ်ခြံကြီးစသဖြင့်ဒါလေးတွေဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ဒါလေးတွေတင်ပေးတဲ့တင်ပေးရတဲ့အကြောင်းရင်းဟာ property ရှိတဲ့လူနဲ့ဘာ property မှမရှိတဲ့လူဒါမှမဟုတ် property ရှိတဲ့လူများတဲ့လူနဲ့ပေါ့နော် property မဲတဲ့လူနဲ့ကို visa officer အနေနဲ့စစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်များတဲ့လူက သူ့နိုင်ငံကိုပြန်ဖို့အကြောင်းပုံများမလား chance ပုံများမလားဆိုတာကို officer တွေကောင်းကောင်းသိပြီးသားဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်အလောက်ကန်လည်းမရှိဘူးပိုင်ဆိုင်မှုတွေလည်းမရှိတဲ့သူတွေဖြစ်ဆိုရောဒီမိကုန်းနဲ့ပတ်သက်ပြီးဖြေရမယ်ဆိုလို့ရှိရင်တော့တချို့တွေကဟုတ်တယ်အလုပ်လည်းမလုပ်နိုင်ဘူးကိုပိုင်အလုပ်လည်းမလုပ်ဘူးဝန်ထမ်းလည်းမဟုတ်တဲ့လူတွေရှိပါတယ်သူတို့ဆိုလို့ရှိရင်တော့ဒါ sponsor လိုအပ်ပါမှာဖြစ်တယ်ပေါ့เนาะ okay တချို့နောက်တစ်မျိုးကကျတော့ចောင်းသားဖြစ်နိုင်တယ်ပေါ့เนาะ okay ចောင်းသားအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က ကျောင်းသားဖြစ်ကြောင်းကျွန်တော်တို့ဒီ proof ပေါ့နော်အဲကျောင်းထောက်ခံစာအပြည့်အစုံလေးကိုကျွန်တော်တို့တင်ပေးရမှာပဲဖြစ်ပါတယ် Okay ဒုတိယအချက်အနေနဲ့ပေါ့နော်ကျွန်တော် application တစ်ခုကို strong ဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘယ်လိုပြင်ဆင်သွားမလဲဆိုတဲ့အရာကိုဝေမျှပေးချင်ပါတယ်ကျွန်တော်ခေါင်းစဉ်ငယ်လေး၄ခုခဲ့ပြီးကျွန်တော်ပြောပြသွားပါမယ် ပထမတစ်ခုအနေနဲ့ကျတော့ကျွန်တော်တင်တဲ့ application ကိုကျွန်တော် clear ဖြစ်ဖို့လိုအပ်ပါတယ်စစ်ကြည့်လိုက်တာနဲ့ဒါဟာစစ်မှန်ပြီးတိကျမှန်ကန်တဲ့အရာဆိုတော့ကျွန်တော်သိသွားဖို့လိုအပ်ပါတယ်ဆိုလိုတာကကျွန်တော် application တစ်ခုကိုစစ်တဲ့အခါမှာလည်း visa officer အနေနဲ့ဒီဟာကိုကြည့်လိုက်တာနဲ့ဘာကိုတင်ထားသလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်အခါကြီးကျွန်တော်တို့ကလုံးပေါင်းပြီးကျွန်တော်ရောပြီးအကုန်လုံးချုပ်ထွေးနေအောင်တင်ထားတဲ့အခါမှာ officer တွေအနေနဲ့မြန်မာနိုင်ငံကစားရဲစားတမ်းတွေကိုသူတို့ကရင်းနှီးကျွမ်းဝင်မှုမရှိတဲ့အခါမှာစစ်ဆေးဖို့အရန်ခက်တာမျိုးတွေရှိပါတယ်ပေါ့နော်โอเคနောက်ခေါင်းစဉ်တစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်ဒါကတော့ fan နဲ့ပတ်သက်ပြီးတော့ပေါ့เนาะကျွန်တော်အများစုနေကြတယ် visa လျှောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ bank statement ကိုဘယ်လောက်ပြရမလဲဘယ်လောက်ပြရမလဲပေါ့เนาะ ်တယ်။ဒါအမှန်ကတော့ဗောနော်ကျွန်တော်အကြံပြုချင်တဲ့အရာဗောနော်ကျွန်တော်ဒီ travel plan ကတချို့ကလည်း luxury trip ဖြစ်တယ်တချို့ကလည်း reason ဒီ better trip ဖြစ်တယ်ဗောနော်အဲသူတို့တုံးမဲ့ခီးစဉ်တစ်ခုလုံး15ရက်ဆို15ရက် ရက်20ဆိုရက်20ကုန်ကြမဲ့ဈေးကြီးဟိုတယ်ဈေးမှစလက်ပေါ့နော်ဒီ cost တွေအားလုံးကိုတွက်ပြီးတော့ဘယ်လောက်ကုန်မလဲဆိုတဲ့ပုံမှာကိုတိတိချာချာတွက်ပြီးတော့အဲ့ဒီဟာကို cover ဖြစ်တဲ့ amount ကိုကျွန်တော်တို့အ ਨੇ ဆုံးတင်ပေးရမှာပဲဖြစ်ပါတယ်ပေါ့နော်တချို့ကကျတော့သိန်း400လည်းဖြစ်နိုင်တယ်တချို့ luxury trip trip ဖြစ်တဲ့အခါမှာဟိုသိန်းတစ်ထောင်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတယောက်နဲ့တယောက်မတူတဲ့အခါမှာတော့အသေးစိတ်ဆွေးနွေးပြီးမှပဲကျွန်တော်တို့ကဒါသိနိုင်တဲ့အရာဖြစ်မှာဖြစ်ပြီတတိယ ချက်ငယ်လေးကိုကျွန်တော်ဆက်ပြီးရှင်းပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က trip plan နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီ key စဉ်တစ်ခုလုံးကိုကျွန်တော်တို့ဘယ်နေ့ဘယ်တွားမယ်ဘယ်နေ့ကိုဘယ်လိုလဲမလဲကျွန်တော်တို့ဘာအကြောင်းကြောင့်ဒီ key စဉ်ကိုကျွန်တော်တို့ဖြစ်ဒီ key စဉ်ဖြစ်လာတယ်လေဆိုတော့ကျွန်တော်ရဲ့ purpose တွေကိုကျွန်တော်တို့ရှင်းနေဖို့လိုအပ်ပါတယ်တွားလည်နေဟုတ်တယ်တွားလည်နေဆိုတာတော့ကျွန်တော်သိတယ်ဒါပေမဲ့ဘာအတွက်ကြောင့်ကျွန်တော်တို့တွားလည်ချင်တာလဲ ွားမယ်ဆိုလို့ရှင်ဘဒုစီသွားမှလည်းဒါမှမဟုတ်ရင် tourist အနေနဲ့သွားမယ်ဆိုလို့ရှင်လည်းဘယ်ဘလို့ tourist အနေနဲ့သွားမယ်ဆိုတဲ့ plan လေးတွေပေါ့နော်ကျွန်တော် trip plan ကို detail ကျွန်တော်တို့ဖော်ပြပြဖို့သိအရေးကြီးပါတယ်ဘယ်နေ့သွားမယ်ဘယ်နေ့ပြန်မယ်စသဖြင့်ပေါ့နော်နောက်ဆုံးအချက်အနေနဲ့ကတော့ရှောင်ရံပဲဖြစ်ပါတယ်။ဘာတွေကိုရှောင်ရမလဲဆိုလို့ရှိရင်တော့ application တစ်ခုကိုရှောက်တဲ့အခါမှာ travel date နီးတဲ့အခါမှာကျွန်တော်တို့လင်း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 တင်ဆက်လိုက်တာမျိုး PPO လုပ်လိုက်တာမျိုးလုံးဝမလုပ်တင်ပါဘူး။ကျွန်တော်တို့ ပေါ်မှာပြောထားတဲ့တစ်ချက်ချင်းစီအတိုင်းစနစ်တကျအချိန်ယူပြီးတော့ကျွန်တော်ပြင်ဆင်တင်ပါတယ်။ Okay ကျွန်တော်အခုပြောပြပေးလိုက်တဲ့အရာတစ်ခုချင်းစီကတော့ visa application တစ်ခုလုံးကိုကိုယ်ပိုင်အတိအကျုံယူပြီးရှင်းချင်တယ်ဆိုတဲ့လူတွေအတွက်အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။နောက်ပြီးမိမိရဲ့ personal information data တွေ breach ဖြစ်မှာတနည်းအားဖြင့်အောက်ကြားသားမောက်စိုးရိမ်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ယာနုံကြည့်အမခံတဲ့လုံခြုံချောင်းအမခံပါတယ်။ဘာလို့ကျွန်တော်ဒီစကားကိုပြောနိုင်တယ်လဲဆိုလို့ရှင်တော့ကျွန်တော် grace free အနေနဲ့ data privacy and policy ကိုတရားရလုံးကြည့်ကျွန်တော်တို့က compliant လုပ်တဲ့ agency တစ်ခုဖြစ်နေလို့ပဲဖြစ်တယ်။ဒီလိုမှမဟုတ်ကျွန်တော်ကဝန်ထမ်းဖြစ်နေတယ်။ဒါမှမဟုတ်ကျွန်တော်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်။ဒီ visa application ကစာရွက်စာတမ်းစုဆောင်းတာတွေအတွက်ကျွန်တော်အချိန်မပေးနိုင်ဘူးဆိုတဲ့လူတွေအတွက် strategy မလိုချင်ဘူးဆိုတဲ့လူတွေအတွက် agent account တစ်ခုကိုရှာနေရဆိုလို့ရှိရင်တော့ကျွန်တော် rate ဆွေးရအထင်ဖြစ်နေပါတယ်။ နောက်ဆုံးအနေနဲ့ Graceway ရဲ့ Visa Consultant ဖြစ်တဲ့ကျွန်တော်က UK Bus, Canada Bus, Australia Bus, D Visa Validation Center တတီမှာကျွန်တော်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပူရုံနဲ့မကဘူးเนาะကျွန်တော်မတူညီတဲ့ application ရောက်များစွာအခြေအနေများစွာကိုကျွန်တော်ကဒါတိုင်ခဲ့ပူပြီးတော့အတွေ့အကြုံရှိတဲ့သူတယောက်ဖြစ်တယ်။ဒီအတွက်ကြောင့်တင့်အနေနဲ့ပေါ့เนาะ Visa Agent အကူအညီနဲ့ Visa ရှောက်ဖို့အတွက်ပြင်ဆင်နေရဆိုလို့ရှင်တော့ Graceway ကတင့်အတွက်အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ ဒါကြောင့်မို့အခုလို visa နဲ့ပတ်သက်တဲ့ knowledge တွေပဲဖြစ်ဖြစ်မေးစမ်းမေးဖို့လိုချင်ရှိရင်ကျွန်တော်ဒီ post ရဲ့ပုံမှန်မှာရေးသွားလို့ရပါတယ်ကျွန်တော်တို့ဒါတွေကို video link တွေကပြန်လည်ပြန်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video link မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်